မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာဒေါကုကျော်ချန်နယ်ကပြန်လည်ကြိုဆိုလိုက်ပါရစေဒီကနေ့မှာတော့အကျွေးထူတဲ့တသက်ခိုင်အတနာခန်းစားတင်ခဲ့ပေမဲ့လေမင်းအောင်လိုင်းကမတနာတာကြောင့်ရွေးကောက်ပွဲပြိုင်ခွင့်လုံးဝအဆုံးသက်နေကုန်းချုပ်သွားရတဲ့တဲ့ဗမော်တိုက်ပွဲမှာလည်းပို့စတင်အောင်ပွဲခံတဲ့ကြံ့ဖို့အမာခံရဲ့သားပို့စတင်ပြီးနိုင်ပိုင်းတွင်တိုက်ပွဲမှာတင်းဆုံးခဲ့တာကြောင့်လောင်ပြောင်ခံနေရပြီစစ်ကော်မရှင်ကပြည်သူတွေတပိမောင်းမှုကိုတံပြန်ရန်ရည်ရွယ်ပြီးနိုင်ငံရေးအကျဉ်းချခံရဘူးတဲ့ နမဲကျော်တွေကိုရွေးကောက်ပွဲဝါရဖြန့်ရုပ်တံတွေမှာထုတ်သုံးလာပြီမဲ့လေပြည်သူတွေကရင်းနှဲစီခွဲခြားသိနိုင်နေဆိုကပြောဆိုချက်တွေရှိနေပြီကိုရဲဘော်ချင်းကတော့နားလေခွင့်လို့မပေးတဲ့ကြောင်းသတိပေးလာတဲ့သတင်းတို့ကိုတင်ဆက်ပေးပါစေပထမဆုံးအနေနဲ့စောက်ကျွေးထူတဲ့တသက်ခိုင်တယောက်ရွေးကောက်ပွဲဝင်ခွင့်ပြုရဲ့မေအောင်လိုက်စီကိုအတနာခံစာတင်ခဲ့ပြီမဲ့လေမေအောင်လိုက်ကမတနာတာကြောင့်ရွေးကောက်ပွဲပြန်ခွင့်လုံးဝအဆုံးသက်ဏီကုန်းချုပ်သွားပြီဖြစ်ကြောင်းပြည်သူရှေ့ဆောင်ပါတီက တရားဝင်အတည်ပြုထုတ်ဖော်ပြောဆိုကြရာသိရပါတယ်။ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌသက်သက်ခိုင်က၎င်းကိုလွတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ကနေပယ်ဖြတ်ထားတဲ့ပေါ်တက်ညာစဉ်းစားပေးရန်နဲ့ရွေးကောက်ပွဲမှာဝင်ပြိုင်ခွင့်ပြုရန်ရွေးကောက်ပွဲကော်မရှင် UEC နဲ့မယောင်လိုက်စီကိုအတနာခံစာတင်ပြခဲ့ခြင်းဖြစ်ပါတယ်။အောက်တိုဘာလနောက်ပိုင်းမှာပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌသက်သက်ခိုင်မှာအကြွေပေးရန်ရှိနေတဲ့အချက်ကြောင့်လွတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ကနေရွေးကောက်ပွဲကော်မရှင် UEC ကပယ်ဖြတ်ခဲ့ကြောင်းဒါပေမဲ့တသက်ခိုင်ကပြန်လည်စဉ်းစားပေးရန် မရောက်နိုင်တဲ့ UEC ဥက္ကဋ္ဌထံကိုအတနာခံစာတင်ထားကြောင်းအဆိုပါအတနာခံစာတွေကို UEC ဘက်ကပြန်လဲသုံးသပ်စဉ်းစားရမှာလေဥပဒေစည်းမျဉ်းစည်းကမ်းနဲ့ညီဆောင်ရွက်ချင်းဖြစ်တယ်လို့သုံးသပ်ခဲ့ပြီးမရောက်နိုင်ကလည်း UEC ရဲ့ဆုံးဖြတ်ချက်အတိုင်းအတည်ပြုပေးခဲ့ကြောင်းသိရှိရပါတယ်ရန်ကုန်တိုင်းမြို့သားလွတ်တော်မဲဆန္ဒနဲ့မှတ်နှစ်မှာအမည်စင်းတင်သွင်းထားတဲ့ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတသက်ခိုင်ဟာတက်ဆိုင်ရလွှတ်တော်ရွေးကောက်ပွဲဥပဒေပုံမှရှစ်ကာကြီးပါပြဋ္ဌာန်းချက်နဲ့ညီဆွမ်းလာကြောင်း ကိုစလဲလောင်းစင်းကနေပယ်ဖျက်ခဲ့ခြင်းဖြစ်ပါတယ်။စစ်တပ်ကပြင်ဆင်ထားတဲ့ပြည်သူ့လွတ်တော်ရွေးကောက်ပွဲဥပဒေခန်းကပုံမှန်၈ကကြီးပါလွတ်တော်ကိုစလဲရေးချင်းသတ်မှတ်ချက်မှာနိုင်ငံတော်နဲ့ပုဂ္ဂလိကကိုမတင်လို့တဲ့ပေးရန်တာဝန်ကင်းရှင်းသူတွေလို့ကြာတန်းထားရမှာတသက်ခံရကမ္ဘောဇာဘဏ်ကိုငွေကျပ်ဘီလီယံတရာကျော်အကျွေးပေးရန်ရှိနေတာကြောင့်အဆိုပါဥပဒေပုံမှန်နဲ့လည်းညှိစိုးနေကြောင်သိရှိရပါတယ်။ကဘာအေးဖျားလန်းနဲ့ဆရာဆန်လန်းတောင်းက68 resident အင်အားစီမံကိန်းအတွက်တသက်ခံတဲ့အောင်ကျော်ဝင်းတို့က ကမ္ဘောဇဘန်ထန်ကနေငွေကျပ်ဘီလီယံတရာကျော်ချင်းငှခဲ့ကြောင်းဒါပေမဲ့လည်း68 resident အင်အားစီမံကိန်းမှာအချင်းမီပြည်စည်းခြင်းမရှိခြင်းအခန့်အနိုင်ခြင်းမရှိခဲ့ကြောင်းဒါ့အပြင်ကမ္ဘောဇဘန်ကချေယူထားတဲ့ငွေကျပ်ဘီလီယံတရာကျော်ဟာလည်းပြန်လည်ပေးဆက်နိုင်ခြင်းမရှိကြောင်းသိရှိရပါတယ်။တသက်ခံကတော့၎င်းနေ့ဖြင့်အမေရိကန်ဒေါ်လာတန်185တန်တဲ့ငွေကျပ်အားဖြင့်940ဘီလီယံတန်68 resident အင်အားစီမံကိန်းအတွက်ကမ္ဘောဇဘန်ကအကျွေးယူခဲ့ရပြီး အတိုးနောက်ကျခြင်းများဖြစ်ပေါ်ခဲ့ကြောင်းအကျွေးကို၈နှစ်တန်နေဖြစ်စေ၁နှစ်တန်နေဖြစ်စေဆက်လက်ပေးဆက်သွားမည်ဖြစ်ကြောင်းသတင်းစာရှင်းလင်းပွဲကျင်းပကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ဒီသတင်းနဲ့ပတ်သက်ပြီးမတ်ပန်ဆယ်လိုကတော့လူသက်ပါတီ PPP လေကွင်းချင်းချကျွေးထူမှဘဲဥမကွဲတောက်ဆက်ကွဲ ခွေးပေါက်ကတိုးနေနေနိုးတက်တတိုင်ကိုဘာလို့ဗလိန်းလာလဲဆိုတော့စောက်မြင်ကက်လို့ကိုဗလိန်းလာဖြစ်ကြောင်းကံမောစာဘန်ကစောက်ကျွေးတာခြေချင်းခြေသွားမယ် ်ငါတို့မိကိုအာချောင်းထားတဲ့ကျွေးကဆယ်သက်ဆယ်ဘဝဖြင်ခံဆက်တော်မကြည့်ဘူးအားတိုင်းဗလိမ်းမှာမအားလဲတကူတကဗလိမ်းမှာအစဉ်ပြေလားဆိုကသူမရဲ့ခံယူချက်ကိုရေးသားထားရပဲဖြစ်ပါတယ်ဆက်လက်ပြီးကချင်းပြည်နယ်ဗမော်တိုက်ပွဲတနေရာမှာအောင်ပွဲခံနေတဲ့တားဖြစ်သူရဲ့ဓာတ်ပုံကိုလူမှုကဲမှာဂုံယူဝင်ကြောစာဖော်ပြခဲ့တဲ့ပြည်တော်စုကြန့်ခိုင်တဲ့ဖွံ့ဖြိုးရေးပါတီအမာခံတအူးဖြစ်တဲ့လိုင်ယွန်မန်ဆိုသူရဲ့တားစစ်သားဟာပို့စင်ပြီးနိုင်ပိုင်းကြမှာပဲဗမော်တိုက်ပွဲအတွင်းမာလကီးယားသွားခဲ့ကြောင်သိရှိရပါတယ် 24နှစ်မပြည့်မီမှာပဲတိုက်ပွဲမှာသားသေးဆုံးကြောင်းတရင်ကို၎င်းကိုယ်တိုင်ပဲပြန်လဲရေးသားဖော်ပြခဲ့တာပါတန်ဖို့ပါတီမာကန်တူဖြစ်ကြောင်းကိုယ်တိုင်ဝန်ခံထားသလိုပါတီမာအောက်ခြေဝန်ထမ်းဖြစ်တာဝန်ထမ်းဆောင်လို့ကြောင်းအတိပေးထားတဲ့လမ်းယုံမှန်းမြည်နဲ့လူမှုကွန်ရက်အသုံးပြုသူဟာနိုဝင်ဘာလ9ရက်မှာဗမော်တိုက်ပွဲရောက်သူ့သားဖြစ်သူရဲ့ဓာတ်ပုံတွေကိုဖော်ပြခဲ့ပါတယ်အဲ့ဒါငါသားကငါသားဖနာအောက်က KIA ရရှိဒီလိုရေးသားထားပြီးသားဖြစ်သူပြောဆိုတဲ့စကားဖြစ်တဲ့ ဗမမာသားတို့တက်မတော်စစ်ကောင်စီတက်ရှိနေသမျှ KIA အယုတ်ရေးယူရမယ်ဆိုတဲ့စာသားကိုလည်းလမ်းယုံမန်းကရေးသားဖော်ပြခဲ့တာပါအဲလိုရေးသားချက်မှာစစ်တပ်ထောက်ခံသူတွေကဘေးမသိရမခပဲအမိမေကိုကာကွယ်နိုင်ပါစေသူတော်ရေးအကိုရေးခလေးမျက်နှာကိုစတေကာလေးအုပ်တင်ပါလားသူ့လုံခြုံရေးအတွက်အကိုကြီးခလေးပုံမတင်နဲ့ခီးပီးသားလည်းတပေါက်လုံးကုန်အောင်ဆွဲပြစံညီတော်မောင်ရေးလို့ဝင်ရောက်မှတ်ချက်ရေးတဲ့သူတွေလည်းရှိခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီ post တင်ပြီးနိုင်ပိုင်းကြာနိုဝင်ဘာ10ရက်နေ့မှာတော့ သူသားတိုက်ပွဲမှာသေဆုံးသွားကြောင်းသတင်းကိုပြန်လဲရေးသားအတိပေးလာခဲ့တာပဲဖြစ်ပါတယ်။ဘသူမှထပ်ပြီးသတင်းမမေ့ကြပါနဲ့။ကျွန်တော်မခံစားနိုင်လို့ထပ်မပြောချင်ဘူးဗျာလို့လိုင်ယွန်မန်းကရေးသားခဲ့တာပါ။အဲနောက်ငါသားကြီးရဲ့အဖေဂုံယူပါတယ်။အဖေမငိုပါဘူးကွာ။မျက်ရည်ကသူ့လိုလိုကြတာပါ။အဖေမငိုဘူးငါသား။စိတ်ချမျက်ရည်ကသူ့လိုလိုကြတာ။အဖေလုံးဝမငိုဘူးဆိုကငိုတန်ကြီးနဲ့အေးရင်ကျူးထားပြန်တာပါ။နိုင်တဲ့ရင်အောင်မှလည်း စစ်တပ်ထောက်ခံသူတွေက ဟာ မနေ့ကမှပုံလေးကြည့်ရင်ပီတိဖြစ်နေတာမနေ့ကတော့ပြောလို့မဆုံးသေးဘူးဟာ မနေ့ကကိုမြင်နေသေးတာဟာမနေ့ကမှရန်သူအလောင်းပေးမှ ပုံတင်ခဲ့သေးတာလေဘလို့ဖြစ်ရတာလုံးဗျာစတဲ့မှတ်ချက်ရေးသားမှုတွေလည်းတွေးရပါတယ်ဒါအပြင်24နာရီမကျော်စရာဘူးပြည်သူမြေသားစူးစေရမယ်တေးပြီလေမအေလို့ရေစူတောင်းပြချက်ဂိန်သွားပြီအခုတော့တေးသွားပြီစူတောင်းပြည့်တယ်နော်နေမကူဘူးစတဲ့ မှတ်ချက်ရေးသားမှုတွေကိုလည်းတွေ့ရပါတယ်။ဒီသတင်းနဲ့ပတ်သက်ပြီးမတ်ပန်ဆယ်လိုကလည်းပြောင်းလဲမှုကမြန်ဆန်လို့မင်းကြွားသွားတာ24နာရီမပြည့်သေးပါ။ဆိုက တချင်းတီဆိုကဂုံပြုတ်ထားတာပဲဖြစ်ပါတယ်။နှွေမာလာဆယ်ရဲ့မနက်၈နာရီမှာတားဖြစ်သူတင်ဆုံးကြောင်းလိုင်ယွန်မန်းကရေးသားဖော်ပြခဲ့ပေမဲ့ရန်သူစကန်တသိန်းတင်ဆုံးတာလို့လိန်ညာရေးသားဖော်ပြထားသေးတာပါ။ကချင်စည်သတင်းရင်းမြစ်တူကဒီအပိုင်းဗမော်တိုက်ပွဲမှာ KIA တပ်စကန်အသိမ်းခံရတာမရှိဘဲ ခလာရ40ကွန်တရင်ဘက်မှာတိုက်ပွဲတွေရှိနေကြောင်းအသိပေးခဲ့ပါဗျ။အခုပြည်စင်မှာတေဆုံတဲ့သူဟာနိုဝင်ဘာလ9ရက်ခလာရ40ကွန်တရင်နေ့တိုက်ပွဲမှာတေဆုံတဲ့ရာရှိဖြစ်နိုင်တယ်လို့ကချင်စည်ရေးသတင်းရင်းမြစ်ကပြောပါဗျ။ကိုရနေကဗမာမာဒူရင်မှုတယောက်ပြင်းထန်ထိုင်ရရသွားတယ်လို့ပြောတယ်။အဲဒီကောင်တေသွားတဲ့ကျန်းဖွတ်ပါတီမာကန်ရဲ့သားဖြစ်မယ်။40ကွန်တရင်ဘက်မှာမာရရဲ့ drone ဘုံမိသွားတာပါ။သိပြီထင်တာပဲလို့ကချင်သတင်းရင်းမြစ်ကပြောဆိုထားတာပါ။ကချင်လိုလဲတက်မတော် KIA ပူပေါင်းတက်ဟာ 2024ဒီဇင်ဘာလဆန်းကစတင်ပြီးဗမော်မျိုးသိန်းစစ်စင်ရေးဖော်ဆောင်နေတာဖြစ်ပါတယ်တိုက်ပွဲဆက်တလကြာမြင့်ပြီဖြစ်ပြီးလက်ရှိမှာလည်းတိုက်ပွဲတွေဆက်လက်ပြင်းထန်နေကြောင်းအပြန်အလှန်စစ်ဆင်ရေးလှုံ့ဆော်နေကြောင်း KAI သတင်းပြန်ကြားရေးဌာနကပြီးခဲ့တဲ့ရက်ပိုင်းမှာသတင်းဖော်ပြထားပါတယ်ဆက်လက်ပြီးတနင်္ဂနွေလအတိုင်းတာနဲ့စစ်ကော်မရှင် လောက်ကအမှုပညာရှင်တွေကိုဖိုင်ကော့တပိတ်မှောက်ခြင်းအရှိန်မြင့်လာခြင်းမှာစစ်ကော်မရှင်ကနိုင်ငံရေးပုံမှန်တွေနဲ့အကျဉ်းချခံရဘူးသူအမှုပညာရှင်တွေကိုအတုံးချကား ရိုက်ကူးထားတဲ့ရွေးကောက်ပွဲဝါရပြန့်ရုပ်တံတွေကိုထုတ်လွှင့်လာခဲ့တာပဲဖြစ်ပါတယ်။စစ်ကော်မရှင်က၎င်းတို့အာဏာသိမ်းတာကိုစန့်ကျင်တဲ့အတွက်နိုင်ငံတော်ကြီးညိုပြည့်စင်မှုကဲသို့ပုံမှန်တွေနဲ့ထောင်ချခံခဲ့ရတဲ့အမှုပညာရှင်တွေကိုပါရွေးကောက်ပွဲမှာပါဝင်သင့်ကြောင်းဝါရပြန့်ရုပ်တံတွေမှာရိုက်ကူးစေခြင်းဖြင့်ပြည်သူလူထုကြားမှာအားကောင်းနေတဲ့သပိတ်မောက်ခြင်းလုပ်ငန်းစဉ်တွေကိုနှောင့်နှေးစေရန်လှုံ့ဆော်လာခဲ့တာပါ။နိုဝင်ဘာလ17ရက်နေ့ညမှာထုတ်လွှင့်သွားတဲ့ရွေးကောက်ပွဲအတူအတွက်ဝါရပြန့်ရုပ်တံထဲမှာ ပြည်သူ့အင်နာကျော်စင် ်တင်းစာဝင်းကျော်ဖွေဖွေဆန်းဆန်းခန်းလိုက်ဝင်းမုံရွှေတဲစုငယ်ရုံးဝတီလွေမိုးရွှေမုံရည်တီထွင်းသွားဖို့ခိုင်တင်းကြီးအလင်းရောင်ထွန်းထွန်းအောင်ရင်လင်းစားတဲ့နမေကျော်နုပညာရှင်တွေအများကြီးပါဝင်ပြီးမဲပေးဖို့စီုံထားကြတာပါ FNCC Burma Fat Check Community ဖွဲ့ကပြောတာကတော့စစ်တပ်ဖိအားပေးလို့ရိုက်လို့ရတယ်ဆိုတဲ့ကိစ္စကိုအရင်ပြောရမယ်စစ်တပ်ကဖမ်းဆီးမှာဆိုးလို့ရိုက်ရတယ်ဆိုတဲ့ပုံစံဖြစ်အောင်စစ်တပ်ကပဲဖန်တီးထားတယ်ဆိုတာမြင်ကြဖို့လိုတယ် စစ်တပ်ကဖိအားမပေးဘဲရိုက်ကျင်လို့ကိုဝင်ရိုက်ပေးတဲ့သူတွေလည်းရှိနေမှာပဲဆိုတော့ဘီစီတပိမ့်မောက်စရာရှိတာဆက်ပြီးဘီစီဆက်လုံးမယ်ဘသူဘဲဝါကဘလို့ရက်တိချက်ဆိုတာအချိန်တန်ဖြည့်ထွက်လာကြမှာပဲဗျာလို့ရေးသားထားပြီးဖွိုင်းကော့တိတိယောက်လုံးကြဖို့ကိုပဲတိုက်တွန်းထားတာပါစစ်ကော်မရှင်လောက်ခံပြန်ကြားရေးဝင်ကြီးဌာနညွန်ကြားရေးမှူးချုပ်ဦးအေးကျွဲဆိုတဲ့သူကအော်တိုဘားလ30ရက်နေ့ကနိုင်ငံရေးအကျဉ်းသားဟောင်းနှုပညာရှင်တွေကိုပါခေါ်ပြီးဒီဝါရပြန်ကမ်ပိန်းဗီဒီယိုရိုက်ဖို့ ချင်းချောက်ညွှန်ကြားခဲ့လို့လည်းသိရပါဗျ။အခုချိန်မှာစစ်ကော်မရှင်ရဲ့ဒီလိုဖိအားပေးချင်းချောက်တာတွေကြောင့်လူတွေကဘွိုင်းကော့လုပ်ရမလား၊ social punishment ပေးရမလားဆိုပြီးဘွေဝါနေကြတာကြောင့် FNCC ကဆက်ပြောတာကလူလူနဲ့တကယ်ရက်တိခဲကြတဲ့သူတွေကအချိန်တိုင်းတမိုင်းနဲ့ပါပြန်ရှင်းလို့ရတာပဲလေဗျာ။စေအုစုအုပ်ချုပ်မှုအောက်မှာနေရင်စေအုစုကိုကြောက်နေရမှာပဲ။ဒါတွေဖြစ်လာမှာပဲဆိုတာအမှုပညာရှင်တွေကိုယ်တိုင်ကကောင်းကောင်းသိပြီးသားပါ။လောလောဆယ်တော့စေအုစုရဲ့ရွေးကောက်ပွဲကိုကြီးညာပေးတာဖြစ်တဲ့အတွက် တင်ညာပေးတဲ့သူတိုင်းကတော့ social punishment ဆင်းရဲဝင်သွားမယ်လို့ဆိုထားရပဲဖြစ်ပါတယ်။ပြည်ခဲ့တဲ့နိုဝင်ဘာလ10ရက်နေ့တုန်းကလည်းအောင်လဟန်နေသားနီနီခင်စောရဲရင်အောင်ဖိုးကာချမ်းမြင့်မောင်ချိုမေလာတန်စင်အောင်ထက်ဖြိုးမြအောင်အေးမြဖြူလိန်မော်သည့်စားတဲ့အစိုးရတွေပါဝင်တဲ့ရွေးကောက်ပွဲဝါဒဖြန့်ရုပ်တံကိုထုတ်လင်းခဲ့ပါသေးတယ်။တရုတ်ဆောင်နေသူနေဝင်းမြင့်မြတ်အေးချမ်းမောင်ချူးလေးမင်းမြင့်မို့လို့ပါဝင်တဲ့ခေတ်သမိုင်းကိုဒုံဆိုင်မဲ့သူများဆိုတဲ့ဝါဒဖြန့်ဇလန်းချောင်းလည်း ဖိုင်ကော့လောက်တာတွေပို့ပြီးအချိန်မြင့်လာခဲ့တာကြောင့်အမှုပညာရှင်တွေလည်းတော်တော်လေးထိခိုက်ခဲ့ရပြီးထိုင်းနိုင်ငံထဲမှာရှိတဲ့မြန်မာတွေနဲ့ပတ်သက်တဲ့အမှုပညာလုပ်ငန်းတွေတော့ရပ်တန့်ခဲ့ရလို့ဆိုပါရယ်ဒီသတင်းနဲ့ပတ်သက်ပြီးမတ်ပန်ဆယ်လိုကတော့ရှိသမျှလူကုန်အကုန်ဆွဲထဲရိုက်လဲရတဲ့စိတ်မပူနဲ့ငါတို့ကတခြားလုံးဘောမနဲ့ရေပေါ်စီတွေပဲရွေးဆဲမှာစီကစီရေကရေပဲရောမွေလဲအချိန်တန်ပြန်ကွဲသွားမှာပဲရွေးပဲကောက်ကောက်တပြုံလုံးပဲကောက်ကောက်ဆေးရနာရှင်ကောက်သမျှအကုန်၄ကောင်နေကြပြီ သူတို့ကအဲတိုင်းနားလဲထားပြီးသားဖက်ခွက်စားတွေမကလို့တရားမင်းစီပြီးစိုင်းဖို့ကံပြလဲပို့ဖို့ပဲရမယ်သဘောပါလားမသိဆိုကရေးသားထားပြီးကိုရဲဘော်ချေကတော့၎င်းသူတဲ့မူကတော့ရှင်းချောင်းဆေးရနာရှင်ကိုမတော်လန်တာကအပြစ်မဟုတ်ပါဘူးဆေးရနာရှင်တွေပေးတဲ့ဖီအားကြောင့်ဖြစ်စေအကြောက်တရားကြောင့်ဖြစ်စေဆေးရနာရှင်တွေရဲ့ဝါရပြန့်ရန်နေရတဲ့ပါဝင်တာဟာစေအုပ်စုနဲ့တဖက်တဲ့ရဲချင်းတာဖြစ်တယ်ဆေးဝါရပြန့်ရန်နေရတဲ့ပါဝင်တာရောကြီးလေးတဲ့ပြစ်မှုတွေဖြစ်တယ်စစ်တပ်ဟာဆင်ရန်နေရတွေမရှိနေပဲ လူတို့ကိုရေးရှိအကြမ်းဖက်လို့မရဘူးဒီလိုပါပဲစစ်တပ်ရဲ့အကြမ်းဖက်မှုတွေမတရားမှုတွေကိုတရားသလိုထင်ရအောင်ဝါရဖြန့်ပေးတာကလည်းစစ်တပ်ရဲ့အကြမ်းဖက်မှုကာကွယ်ပေးတာဖြစ်သလိုနောက်မျိုးဆက်တိနိုင်ငံရေးဖြစ်စဉ်အမှားတွေလက်ခံသိရှိနေအောင်ကျူးလွန်ခြင်းဖြစ်တယ်။ဒါရီယာတိလို့ဖြစ်စေမတိလို့ဖြစ်စေဖီအားကြောင့်ဖြစ်စေနီးရဓာတ်ကိုကြောက်ရလို့ဖြစ်စေဘလို့ချင်းနေကြောင့်ပါဝင်ရသည့်ဖြစ်စေစေရာဆွေးမှုတွေတာဖြစ်တယ်။နီးရဓာတ်ကြောက်ရလို့စေအုပ်စုတွေပါဝင်ရတာကိုနားလေပေးရကြေးဆိုရင် စစ်မှုထမ်းစင်းတဲ့လူတို့ကိုအကြမ်းဖက်တဲ့အခါခွင့်လွတ်ပေးရမလားဒီလိုပဲနေရဒါကြောက်ရလို့စစ်ဝါဒဖြန့်ရန်ရတဲ့ပါဝင်ရတာကို နားလဲပေးရမယ်ဆိုရင်အဲ့ဒီလူတွေအဲ့ဒီပုဂ္ဂိုလ်တွေရဲ့ပါစင်တဲ့ပုံရိပ်ပါစင်တဲ့ဩဇာကြောင့်စစ်တပ်ဝါဒဖြန့်မှုကိုတာမယ်လူတချို့လက်ခံသွားကြတယ်ဆိုရင်ရောအဲ့ဒါကိုပါနားလဲပေးရမှာလားတော်လည်းရရန်ကပြက်ပြီးသားဖြစ်တယ်စစ်တပ်ဟာသူတို့ထိန်းချုပ်မှုအောက်မှာရှိတဲ့ဘသူ့ကိုမှအလို့မပေးဘူးဆိုတာအလုံးတည်ပြီးသားလည်းဖြစ်တယ် တော်လမ်းမာလာဆင်းရနာချောက်ဒူးထောက်မာလာစစ်တဲ့လူစွမ်းရင်းမြစ်ဖြစ်ခံမာလာဆိုတာကိုရိုင်းရွေးချယ်ရမယ့်အရာဖြစ်တယ်။ကိုရိုင်းရွေးချယ်ပြီးရှောက်ပြီးမှတော့ကိုရွေးချယ်မှုရဲ့နောက်ဆက်တွဲကိုလက်ခံရမှကြီးတာဖြစ်တယ်။ကျွန်တော်တို့ကဖျားဖြစ်မဲ့အုံနေကြရင်မဟုတ်တာကြောင့်အကျမ်းဘတ်သမားတွေကိုလည်းဘယ်တော့မှခွင့်မလွတ်သလိုအကျမ်းဘတ်သမားတွေနဲ့အတူတဖက်တဲ့ရက်ခဲတဲ့သူတွေကိုလည်းဘယ်တော့မှနားလည်ပေးမှာမဟုတ်ပါဘူး။ဒါဆင်းရနာရှင်ကိုတော်လန်ခြင်းမတော်လန်ခြင်းနဲ့တတ်ဆိုင်ခြင်းမရှိပဲစစ်ရန်နေရာတွေထဲပါဝင်ပြီး ်စေအုပ်စုနဲ့တဖက်နဲ့ရက်ဖို့ရွေးချယ်ခဲ့တာကြောင့်ဖြစ်တယ်။ဖီးအားကြောင့်အကြောင်းတရားကြောင့်အတံမွေးဝမ်းကြောင်းကြောင့်နန်းစီဒီယန်ဖြစ်ရပါတယ်ဆိုတဲ့သူတွေကပဲအချိန်တန်တော့အာနာရှင်အမှုကျင့်တွေ ဖြစ်လာပြီးစစ်အုပ်ချုပ်ရေးရန်နေရတဲ့အာနာရှင်အသေးစားလေးတွေဖြစ်လာတယ်။သူတို့ကိုယ်တိုင်လည်းလူလို့ကိုဖိနှိပ်တယ်လို့စစ်တပ်ရဲ့အကြမ်းဖက်ရန်နေရကြီးလဲဖက်ဖို့တာဝန်ယူနေကြတယ်။စစ်ကောင်စီထိန်းချုပ်မှုအောက်မှာရှိနေလို့လှုပ်မရလို့ငြိမ်နေရတယ်ဆိုတဲ့သူတွေလည်းအချိန်တန်တော့စစ်တပ်ရဲ့စစ်မှုတန်းဆင့်ခေါ်တာပါသွားပြီးလူတို့ကိုကိုယ်တိုင်အကြမ်းဖက်ကြသူတွေဖြစ်လာပြီး စစ်တပ်အတွက်စစ်သားရင်းမြစ်ဖြစ်လာကြတယ်။ပိုင်ဆိုင်မှုများလို့မိသားစုရှိလို့လူတီများလို့ငြိမ်နေရပါတယ်ဆိုတဲ့စစ်ကောင်စီထိန်းချုပ်မှုအောက်မှာရှိတဲ့နမဲကြီးတွေအားလုံးလည်းအချိန်တန်တော့စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကိုကာကွယ်ပေးပြီးစစ်တပ်ကပဲတရားသူလိုလိုစစ်ဝါဒဖြန့်လုံသားတွေဖြစ်လာကြတယ်။စစ်တပ်ကရန်ကပြတ်တယ်စစ်တပ်ကိုမတော်လန့်တဲ့ကြံသူအားလုံးဟာစစ်တပ်အတွက်လူဆွမ်းအားရင်းမြစ်ငွေကြေးရင်းမြစ်ဖြစ်အတုံးချမယ်ဆိုတာရှင်းရှင်းလင်းလင်းလုံပြပြီးသားဖြစ်တယ်။မတော်လန့်တာပြဿနာမဟုတ်ပါဘူး။ မတော်လန့်ယုံတဲ့ငါတို့တော့ဒီနိုင်ငံရေးဖြစ်စဉ်တွေကနေလုတ်ကင်းသွားလိမ့်မယ်လို့ထင်နေရင်တော့အမားကြီးမှားပါလိမ့်မယ်။ခမရတို့ကအကြောက်တရားနဲ့ဖီးအားကိုအကြောင်းပြပြီးခမရတို့မတက်တာလို့လုံလိုက်ရတဲ့အရာတွေကစစ်ရာဇဝမှုတွေဖြစ်တယ်ဆိုတာကိုလည်းမမေ့ပါနဲ့လေ။စစ်ရာဇဝမှုဆိုတာနားလေခွင်းလို့ပေးရမယ့်ရာမဟုတ်တလို့ဒီတိုင်းလဲပြီးတော့မှမဟုတ်ဘူးဆိုတာတော့မှတ်ထားပါလိမ့်ဆိုကသတိပေးလာတာပဲဖြစ်ပါတယ်။အဲနောက်ဖီယိုဘီရဲ့ဝေစားရင်းနဲ့ရွေးကောက်ပွဲအတွက်ဗီဒီယိုရိုက်ပေးခဲ့တဲ့နုပညာရှင်တွေကိုလည်း ဟိုမင်းသမီးဟိုဆိုတော့ဟိုမင်းသားတွေကတော့မိကက်တောင်မလိမ့်မပြင်းမစင်စိတ်မပါသလိုတရုတ်ဆောင်ပြီးတကွက်ပြလိုက်တယ်လို့ရေးတင်နေတဲ့သူတွေကချီးကျူးနေကြတာလားအဖကိုချက်ပေးပြီးဖန်ခိုင်းနေရလားမသေးခွဲဘူးဒုတိယရွယ်ချက်ဆိုရင်တော့ချတာချပါလေဆိုကညှောက်ပေးထားပြန်တာပါဒီကိစ္စနဲ့ပတ်သက်ပြီးရွှေမုံရည်ဒီကတော့သူမရဲ့လူမှုကွန်ရက်ဆာမျက်နှာကနေသူမတို့နှစ်ယောက်ရဲ့ဖြောပေးခီးပန်းလာမှုကြောင့်မိကက်နဲ့ဝေစာအစင်မပြေမှုပေါ်ကြီးရှုရသူနိုင်ငံတော်ကလူချင်းမင်းများနဲ့ မိဘပြည်သူပြည်သက်များပေါ်မလေးမစားပြုမှုတို့ဖြစ်မိပါကအားလုံးကိုနူးညွတ်တောင်းပန်အပ်ပါれနားလေခွင့်လွတ်ပေးဖို့မျှော်လင့်ပါれဆိုကတောင်းပန်စာရေးတင်လာခဲ့တာပဲဖြစ်ပါれမရေးရင်လဲဆွဲစည်းခံရတော့မှာကိုကဲဒီစင်းကြောင့်လေးကတော့ပါပဲခင်ဗျာအားလုံးပဲကိုရောစိတ်ပါကျမ်းမာချမ်းသာကြပါစေခင်ဗျာကျွန်တော်ကတော့တင်ဆက်သူအတ္တမန်ပါ